လုံးမဲမင်္ဂလာပါရှင်ခိုင်ကော့ဆော်ဗလက်ဆယ် channel လေးရနေအလုံးကိုပြန်လေးပြောကြည့်လိုက်ပါရဲ့ဟုတ်ဒီနေ့ကတော့အမရဲ့ပထမဆုံးသင်တန်းပါเนาะပထမဆုံးသင်တန်းရဲ့ပထမဆုံးသင်ခန်းစာကတော့သင်ခန်းစာမဟုတ်ပင်နဲ့အမကဒီစာအုပ်ထဲမှာဘာတွေပါမလဲဆိုတော့အဲသူ့ရဲ့ပေါ့เนาะဒီမာတိကာကိုပြပြပေးမယ်ပြီးတော့လို့ရှိရင်အမကဘယ်လိုပုံစံနဲ့သင်ပေးသွားမလဲဆိုတဲ့ပုံစံလေးကိုပြပြပေးမှာဖြစ်ပါတယ်အခုမင်းနာဇနလေးလာမှာကျတော့ခိုင်ကိုကူချင်းတော့တမယ်เนาะခိုင်ကော့ခီတို့ခုเนาะယောမိခါခီဆိုတော့ဒီစာအုပ်ကိုလေးလာမှာပေါ့เนาะ တော့ခိုက်ကော့ခီတို့ခုတွေကိုအမားတို့ကဘယ်လိုမျိုးဖတ်မလဲဘယ်လိုမျိုးရေးမလဲဒါတွေကိုအမ်တို့ဥပမာအောင်များစွာနဲ့အမားတို့ကဒီ run shoe တွေလုပ်မယ်ပြီးတော့လို့ရှိရင်ကိုကိုတိုင်းလက်လက်တွေမှာရေးနိုင်လာတဲ့အထိလေ့ကျင့်ပြမှာဖြစ်ပါတယ်အဲ့ဒီတော့ကပထမဆုံးပေါ့နော်အမားကဒီဗီဒီယိုကကြာတော့သူ့မှာဘာတွေပါလဲဆိုတာကိုပြပြပြပါမယ်အဲ့တော့နောက်ပထမဆုံးအခန်းတက်မှာဆိုလို့ရှိရင်စုစုပေါင်းအမတို့အခန်းကို22ခန်းလေးလာမယ်ပေါ့နော်အခန်းကြီးအနေနဲ့ဆိုလို့ရှိရင်ကျတော့၄ခန်းလေးလာမယ်ပြီးတော့လို့ရှိရင်အခန်းခွဲလေးနဲ့ဆိုလို့ရှိရင်အမတို့က22ခန်းလေးလာမှာဖြစ်ပါတယ် ဲ့တော့ဒီစာအုပ်ကကြတော့ unfold level ပြီးတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့လေ့လာလို့အဆင်ပြေတယ် unfold level ပြီး and 3 level လေ့လာနေတဲ့သူတွေကိုပို့ပြီးတော့ recommend ပေးပါတယ်အဲပထမဆုံးဘာတွေလေ့လာမလဲဆိုလို့ရှိရင်အမတို့ကခိရိုခုကဘာကြောင့်အရေးကြီးလဲဆိုတော့ခိရိုခု ਨੇ ဘောနော်ဒီအရေးကြီးပုံကိုအရေးဘလောက်ထိအရေးကြီးတယ်ဆိုတာနဲ့ပတ်သက်တဲ့ဟာအမတို့လေ့လာရမယ်အဲ့ဒါပြီးသွားလို့ရှိရင်ကြတော့ဒီစာကြောင်းဖွဲ့စည်းပုံတွေပြီးသွားလို့ရှိရင်ဆဲမွန်ယောဂော့ဆိုတဲ့ဒီခိုင်းကွက်လုပ်ငန်းခွင်မှာပေါ့နော်၃နှစ်ဒီခိုင်းကွက်စကလုံးတွေ ပြီးတော့လရှင်လျာခုကော့ဆိုတဲ့စကားလုံးတွေကိုအရှိကြီးခိတို့ခုရေးရမှာဆိုတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အတူချုပ်ထားတဲ့ဘလိုလေးအတူချုပ်ထားရဆိုတဲ့စကားလုံးတွေကိုလေ့လာရမယ်။ပြီးတော့တဲ့ခါမှာမတော့ရေးတဲ့ခါမှာဘယ်အချက်တွေပါမလဲဆိုတဲ့ဟာကိုလေ့လာရပါမယ်။ပြီးတော့လို့ရှင်ပါတော့ခိတို့ခုဆိုတာကကျတော့တို့ဒီနေ့စဉ်ဆေးကဆလုပ်တဲ့ခိတို့ခုပဲမဟုတ်ဘဲနဲ့ခိတို့ခုမှာအဲသူကြီးခုဖြစ်တဲ့ခါမှာရေးတဲ့ဟာမျိုးတွေပြီးဟီယာရီဟတ်တူဆိုတဲ့ဒီလိုမျိုးအထိတ်တန့်ဖြစ်စီတဲ့အခြေအနေမျိုးမှာရေးတဲ့ခါမျိုးတွေပေါ့နော်အဲ့တော့ခိရခုမှာလေဒီအမျိုးအစားရအများကြီးဖြစ်တာဖြစ်တဲ့ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အမားတို့ကခိရခုရဲ့ရှူတူကြီးတွေကိုလေ့လာရမှာဖြစ်ပါတယ် အဲ့ပြီးတော့လို့ရှိရင်အခက်နှစ်မှာဘာလို့လေးလာမလဲဆိုလို့ရှိရင်ကျတော့သူကခီတော်ခူရဲတွေအများကြီးပေါ့နော်အပုပ်20ကျော်ပါတယ်အဲ့မှာသူကအဲ့တို့ဥပမာဒီအခြေအနေဖြစ်တယ်ပေါ့နော်အဲ့လိုအခြေအနေဖြစ်တယ်ဆိုတဲ့အခြေအနေကိုပြပြပေးထားမယ်ဥပမာအနေနဲ့ပြပြပေးတာလို့ရှိရင်သူအမမေခွန်းလေးလည်းမေးထားတယ်ဥပမာပေါ့နော်အဖိုးကြီးကဘာဖြစ်လို့အရထလာတာလဲဘာဖြစ်လို့အရရဲ့ပြန်ဝင်တာလဲစသဖြင့်ဥပမာသူရေချိုးကမဝင်ချင်ဘူးသူဘာလို့မဝင်ချင်တာလဲစသဖြင့်အမတို့ကသူ့ရဲ့ရဲလေးတွေကိုဖတ်ပြီးတော့သူမေးတဲ့မေခွန်းလေးတွေကိုဖြေရမယ်အဲ့ဒါပြီးတော့လို့ရှိရင်ကျတော့အမတို့က ်စင်ဟူမဲတို့ရှစ်တို့ဆိုတာကြတော့ဘာလို့ပြောရလဲဆိုလို့ရှိရင်မဟုတ်တော့ဒီကေအမ်မန်နေဂျာကနေပြီးတော့ဒီအဖိုးအဖားတွေအတွက်ဘယ်လိုမျိုးစောင့်ရှောက်မှုတွေကိုလိုအပ်ပါတယ်ဆိုပြီးတော့လုပ်ပေးထားတဲ့ဆာရွက်ကလေးတွေရှိတယ်။အဲ့ဒါကကိုယ့်ရဲ့ဂေးဟာမှာရှိတဲ့အဖိုးအဖားတိုင်းမှာရှိတာဖြစ်ပါတယ်။တယောက်ချင်းစီမှာပေါ့နော်သူတို့နဲ့လိုက်တဲ့ဒီကေအမ်ပလန်ကိုကေအမ်မန်နေဂျာကလုပ်ပေးထားတာ။အဲ့တော့အဲ့ဒီဆာရွက်တွေကိုရောအမားတို့ကဖတ်ကြည့်မယ်ပေါ့နော်ဖတ်ကြည့်ပြီးတဲ့ခါမှာအော် तू ကတော့ ဒီလိုဒီလိုအခြေအနေရှိရဲဘာလို့တော့သူကလုံနိုင်နေဘေးအရေတွေကငါတို့ကကုညီပေးဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုနားလည်ဖို့လိုရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဖက်နည်းတွေကိုလည်းဒီထဲမှာဥပမာလေးနဲ့အများကြီးပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြပြပေးမှာဖြစ်ပါတယ်။နောက်နံပါတ်3ကကြတော့အမားတို့ကိုယ်တိုင်ပေါ့နော်ဒီစူးစမ်းအထုတ်ပြီးတော့ရေးရမယ်ဒီမွန်နိုင်နေဖြစ်ပါတယ်။သူက challenge 1 2 3ဆိုတဲ့ခါမှာသူကအထက်အများကြီးပဲကောင်းစဉ်ခွဲတယ်အများကြီးပါပါတယ်။အမှပေါ့နော်အမားတို့ကဒီအခန်းနှစ်မှာသင်ခဲ့သမျှ ဒီချိရှိခိတဲ့အကုန်လုံးပေါင်းဆက်ပြီးတော့အခန်းသုံးမှာအမတို့စူးစမ်းပြီးတော့အတူတူဒီခိတို့ခုတွေရေးကြပါမယ်ပြထားလို့ရှိရင်အခန်းလေးကကြတော့ဗာလဲဆိုလို့ရှိရင်ကြတော့အမတို့ခီလိုခုရေးတဲ့အခါမှာတုံးတဲ့ဘောနော်ဒီအတုံးနှုံနေပြထားလို့ရှိရင်ဒီအဖိုးဖားတွေနောက်တစ်ခါကျတော့သူတို့ရဲ့ဒီမိသားစုတွေပြီးရင်အလုတ်ခွင်းတွေကစမ်းပိုင်းနေစသဖြင့်ဘောနော်ဒီဂျီမိုးရွှေလူတွေနဲ့စကားပြောဆိုတဲ့အခါမှာတုံးနဲ့အမဆွန်ခေကော့ခန်ကျော်ကော့ပြီးတိန်နေကော့ဆိုတဲ့ဓာတ်တွေကိုအမတို့သင်ရမှာဖြစ်ပါတယ်ပြထားလို့ရှိရင်သူတို့ရဲ့ ဥမာပေါ့နော်ရောစုကိုဖော်ပြတဲ့ဒီခိုးတိုးပါလေးတွေရှိတယ်။ဒါမျိုးလေးတွေကအမှတော့ကတင်ရမယ်။ပြီးတော့လို့ရှိရင်ဒီလုပ်ငန်းခွင်မှာအတုံးဝင်တဲ့ခိုးတိုးပါတွေပြီးတော့ရှင်ဟျောကန်တွေကိုတင်ရမှာဖြစ်ပါတယ်။အဲ့ဒါပြီးတော့လို့ရှိရင်ဘာအပိုထဆောင်းနေနဲ့မဖြစ်မနေတင်ရမလဲဆိုလို့ရှိရင်အမှတော့က grammar pattern တွေကိုတင်ရမှာဖြစ်ပါတယ်။ဒီခီတို့ကူရေးတဲ့ခါမှာတုံးတဲ့ပေါ့နော်ဒီ စာကြောင်းတိဆောက်ပုံကိုလေးလာမှခရီးတို့ကရေးနိုင်မှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ grammar ပတ်တန်လေးသင်ရမယ်။ပြီးတော့လို့ရှိရင်အသုံးများတဲ့ခန်းကြီးတွေကိုသင်ရမှာဖြစ်ပါတယ်။အဲပြီးတော့လို့ရှိရင်ကျတော့ဂျပန်လူမျိုးတွေရဲ့ဒီမျိုးကြီးပေါ့နော်။ဒါကတော့မသိလဲရတော့ရပါတယ်။ဒါပေမဲ့ဒီဆောက်ထင်းမှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့သင်မင်းပါပါ။သူတို့ဒီနာမည်ကိုကြည့်လိုက်တာနဲ့အမညာသွားဖြစ်ပေါ့နော်။ဒီခန်းကြီးနှစ်ခုတွေ့လို့ရှိရင်အာဒါသူတို့ရဲ့ဒီမျိုးရိုးနာမည်ကတော့ဘာဆိုတာလေးသိအောင်လို့သူတို့ရဲ့မျိုးကြီးလေးတွေကိုသင်ရမှာဖြစ်ပါတယ်။ အပြတော့လို့ရှိရင်ကျတော့ဒီရှေ့ဆက်ဆက်မှာရှိတဲ့စကယ်ရူးကျူပေါ့နော်ဒီဘယ်လိုမျိုးအဲတို့အချိန်ကြားတွေနဲ့အလုံးလုံးနေလဲဆိုတဲ့ rate တွေကိုသိရမယ်ပြီးခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတွေကိုသိရမယ်ပြီးတော့လို့ရှိရင်ဒီခိုင်းခွက်လုပ်ငန်းခွင်တွေမှာတုံးတဲ့ career တွေကိုသိရမှာဖြစ်ပါတယ်အပြင်ပေါ့နော်ဒီနေ့စဉ်ဒီလိုကတုံးတဲ့ခွဲခါခဲဥပမာတွေကိုသိရမှာဖြစ်ပါတယ်အဲ့တော့သိရမှာတွေကတော့အများကြီးပေါ့နော်အဲ့တော့အမတို့ဖြည်းဖြည်းလေးပဲသွားကြမယ် အမရဲ့ class ကကြတော့ video class ကအမကအကုန်လုံး video ကရိုက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းနာဆန်တော့ကိုယ့်ရဲ့ limit နဲ့ကိုစာလိုက်လို့ရုံပါပဲကိုကတနေ့ကိုပေါ့နော်တနအိစာလုံးနိုင်တယ်ဆိုလို့ရှိရင်လည်းဒီတနအိမှာကိုတတိယရောက်ကလေးပေါ့နော် video ပဲနှစ်ခုပြီးမလဲကိုပြီးတဲ့လောက်လေးကိုလုပ်ရုံပါပဲအတင်းကြီးပေါ့နော်အမြန်လုပ်ယူနေစရာမလိုဘူးဒီ video class ကအမကမဖြစ်ပါဘူးဒီတိုင်းမင်းအမြဲတမ်းထားထားပြီးမှဖြစ်ပါတယ်ဒါပေမဲ့လို့ပေါ်တော့ဒီအမရဲ့သင်ခန်းစာတွေကိုတခြားကိုပြန်ပြီးတော့ဖြန့်တာကိုတော့အမကမလုပ်ဘူးမြင့်တရရက်ခံပါတယ်เนาะအဲ့တော့စာအုပ်ထဲမှာကကြတော့ သူကဒီအခန်းတင်းနှစ်၃လေးဆိုပြီးတော့အစင်တိုင်းရှိပါတယ်ဒါပေမဲ့လို့အမကအစင်တိုင်းတင်ပေးမှာမဟုတ်ပါဘူးဘာဖြစ်လို့အစင်တိုင်းတင်ပေးမှာမဟုတ်လဲဆိုတော့ပထမဆုံးအနေနဲ့အခုအမအခုဒီဘာအကြောင်းအရာတွေပါမလဲဆိုတော့အမမိတ်ဆက်ပေးရတယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်တော့အမတို့ကခီရိုခူကိုတင်တာဖြစ်တဲ့အကြောင်းမို့လို့ဒီခီရိုခူကဘလောက်ထိအရေးပါလဲဆိုတော့အရေးပါအကြောင်းကိုအမကတင်ပေးမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအဟာတင်ပြီးသွားပြီဆိုတာနဲ့အမကစာရီအကုန်လုံးကြော်ပြီးတော့ဒီအောက်ဆုံးခဲ့ပေါ့နော် ခန်းကြီးတွေကိုတင်มาဖြစ်ပါတယ်။ဘာဖြစ်လို့ခန်းကြီးတွေကိုအရင်တင်ရမလဲဆိုတော့မင်းနောက်ဆန်တော့ဒီစောက်ထဲမှာပါတဲ့ခန်းကြီးပေါ့နော်ဒီအခြေခံတိရမယ့်ခန်းကြီးပါအလုံး90ကျော်ပါပါတယ်ဒီထဲမှာတခြားတိရမယ့်ခန်းကြီးတွေလည်းအများကြီးရှိရဆိုပေမဲ့လို့ခစ်တို့ခုရေးတဲ့ခါမှာအတုံးများတဲ့ခန်းကြီးလေးတွေကိုသူကထည့်ပေးထားတာပါ။အဲ့ဒီခန်းကြီးတွေကိုမင်းနောက်ဆန်တော့အရင်ဆုံးတင်ရပါမယ်။အဲ့တော့မတင်လို့ရှိရင်ပေါ့နော်ဒီခီရိုကူဖတ်တဲ့ခါမှာရေးတဲ့ခါမှာအဆင်မပြေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမကခန်းကြီးတွေကိုရေးသေးမယ်အဲ့ဒါပြီးသွားလို့ရှိရင်တော့မင်းနဆန်တို့ grammar pattern သင်ရပါမယ်အဲ့ grammar pattern ကိုသင်တက်မှတ် ခန်းခုနပြောတဲ့ခီတိုကူတွေဖတ်နိုင်မယ်ရေးနိုင်မယ်ဒါကြောင့်မို့လို့ခန်းချီတင်မယ် grammar pattern တင်မယ်အဲ့ဒါပြသလို့ရှိရင်တော့ခွဲခါခဲကိုတင်ပေးပါမယ်ခွဲခါခဲဘာလို့တင်ရလဲဆိုတော့ဒီခီတိုကူဖတ်တဲ့ခါမှာပေါ့နော် तू ကတော့ဘယ်လိုမျိုးခွဲခါခဲလုပ်တယ် तू ကတော့ဘယ်လိုမျိုးခွဲခါခဲပြန်လုပ်တယ်စသဖြင့်ဒါတွေကိုသိနိုင်အောင်လို့အမကခွဲခါခဲကိုတင်ပေးမယ်အဲ့ဒါပြသလို့ရှိရင်စုံခဲကောတင်ရမယ်ခန်းချောကောတင်ရမယ်တဲရင်နေကောတင်ရမယ်အဲ့ဒီဟာတွေကိုမတက်ဖဲနဲ့ခီရိုခုဖတ်တဲ့ရင်းကြီးကိုအမတို့ကကြော်ပြီးတော့တင်လို့မရပါဘူး မမအနေနဲ့တော့တင်လိုက်လို့ရပါတော့ခီရိုကိုဖတ်တာရေးတာအရင်တင်မယ်ပြီးတော့မှဒီခန်းကြီးတွေကိုတင်မယ်ရတာပေါ့ဒါပေမဲ့လို့လေးရတဲ့မင်းနဆန်တို့အနေနဲ့အဆင်မပြေမှာစိုးရဖြစ်တဲ့အတွက်ကြောင့်မလို့အမကတော့ခုနပြောတဲ့အတိုင်းပဲအရင်ဆုံးဒီခီရိုကိုအမကတော့လေးလာမှဖြစ်တဲ့အတွက်ကြောင့်မလို့အော်ငါလေးလာမယ် ဒီအပိုင်းကပေါ့နော်ဘယ်လောက်တိတောင်မှအရေးကြီးပါတလဲဆိုတာကိုသိအောင်လို့ခီတိုခုရဲ့အရေးကြီးပုံကိုအရင်ဆုံးပြောပြပေးမယ်ဘလို့အချက်တွေကြောင့်ခီတိုခုကအရေးကြီးတယ်ဆိုတာပြောပြပေးပြပြဆိုရတယ်ခန်းကြီးတင်မယ် grammar တင်မယ်ခုနပြောတဲ့ခွဲခါခဲတင်မယ်ပြီးရင်ဒီမြင့်တင်တဲ့စကားလုံးတွေတင်မယ်နှိမ့်ချတဲ့စကားလုံးတွေတင်မယ်အဲ့ဒီစကားလုံးတွေကအမားတို့ခီတိုခုရေးတဲ့ခါမှလည်းထည့်ပြီးတော့ရေးရတာပါအဲ့ဒီအတိုင်းပဲအသုံးပြုရတာပေါ့နော်အဖိုးအဖတွေကိုအမားတို့ကအမြဲတမ်းမြင့်တင်တဲ့စကားလုံးတွေနဲ့ရေးပေးရတာခီတိုခုရေးတဲ့ခါမှာဥပမာသူတို့ပြောတယ်ဆိုလို့ရှိရင်အမားတို့ဟာနာဆုဆိုပြီးရေးလို့မရဘူးဟာနာစာတဲ့လူစသဖြင့်ပေါ့နော်မတို့ကြီးလည်းသွားတယ်ဆိုရင်အမားတို့ကပုံမှန်တိုင်းပဲ ikku and ဣခိမတ်ဒီလိုမျိုးရေးလို့မရဘူးဘာမှမတော့ဣခာရေရုဆိုပြီးသူတို့အမားတို့ကမြင့်တင်တဲ့စကားလုံးနေခိတို့ကူရေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းနဆန်တို့ကစွန်ခေကိုတို့ခန်းချောကိုတို့ကတော့ NF4 မှာတင်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သိတယ်မတင်လဲရတယ်လို့ထင်ကောင်းထင်နေမြေပေါ့နော်ဒါပေမဲ့လို့မေ့နေမှာဆိုတဲ့အတွက်ကြောင့်မလို့အမားကတင်မေးမှာပါပြီးတိတ်နေကိုဆိုတာလည်းတင်မေးမြေပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်ကြတော့ဖာတင်ရမလဲဆိုလို့ရှိရင်ခီရိုကူရေးတဲ့ခါမှာဘလို့စတိုင်းနဲ့ရေးလဲပေါ့ခုနပြောတဲ့အတိုင်းပေါ့နော်ဘလို့စတိုင်းနေနဲ့ရေးလဲဆိုတော့ဒီခီရိုကူရေးခါမှာဘလို့အချက်တွေပါရမလဲ ဘယ်လို point တွေကမဖြစ်မနေပါမလဲပေါ့ဥပမာဘယ်နေရာမှာဘယ်အချိန်မှာဘသူကဘာလုပ်လဲဘလို့ဖြစ်လဲစသဖြင့်ဒီအချက်တွေကမဖြစ်မနေပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘယ်အချက်တွေပါမလဲဆိုတဲ့ခေတ္တကိုရေးတဲ့စတိုင်ကိုသင်ပေးမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်တော့ခေတ္တကိုရေးတဲ့အခါမှာမဖြစ်မနေအုံပြူတဲ့တွေ့ရမယ့်ခိုတိုးပါတွေကိုသင်ပေးမှာဖြစ်ပါတယ်ဥပမာပေါ့နော်ခယောဟိဆိုတဲ့ခိုတိုးပါပေါ့နော်မင်းနဆန်တို့ကဥပမာလုပ်ငန်းခွင်လည်းလုပ်နေရမှာမဟုတ်ဘူးခိုင်းကော့ကိုလည်း ဒီပုံမှန်စာအုပ်ကိုပဲလေ့လာထားရသလိုရှိရင်တော့မင်းနဆယ်လုံးနေနဲ့ခရောဟီဆိုတဲ့စကားလုံးကစိတ်နေလိမ့်မယ်။ဒါပေမဲ့လို့အမတို့ဒီခိုင်းကော့လုပ်ငန်းကိုလုပ်ပြီဆိုလို့ရှိရင်တော့ဥမာခရောဟီဆိုတာဥမာပြပြပါဘောနော်။ဒီစကလုံးကမဖြစ်မနေသိရမယ့်စကလုံးဖြစ်တယ်။ဒါကြောင့်မလို့ဒီလိုစကလုံးတွေကအများကြီးရှိတာဖြစ်တဲ့တကြောင်မလို့အမတို့ခွတ်တူပါတွေအရင်လုံးသိရမယ်။အဲ့ဒါတွေကိုပြီးတော့လို့ရှိရင်ခုနကပြောတဲ့ပေါ့နော်ဒီခိုင်းကောမှာဒီနေ့စဉ်ရေးတဲ့ ဒီခိရခုပဲမဟုတ်ဘဲနဲ့ခိရခုအမျိုးအစားတွေကအများကြီးရှိပါသေးတယ်ဆိုတော့ဒီခိရခုအမျိုးအစားနမူနာလေးတွေကိုသင်ရပါမယ်ဥမာကြီးကိုဖြစ်တဲ့ခါမှာဘယ်လိုရေးရမလဲဖရာတိဟတ်တူဆိုတဲ့ဟာမျိုးထွက်တဲ့ခါမှာအမတော်ဘယ်လိုရေးရမလဲဆိုတော့နမူနာတွေကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုမျိုးမင်းသားစံတော့အခြေခံနဲ့အကုံလုံးကိုသင်ပြီးတော့မှအမကခိရခုရဲ့ဒီဖတ်တယ်ဆိုရဲပေါ့နော်အခန်း2ကိုသင်ပေးမှာဖြစ်ပါတယ်အဲ့တော့မင်းသားစံတော့ကအရင်ဆုံးခုနပြောတဲ့အခြေခံဖြစ်တဲ့ kanji grammar ခွဲခါခဲ့ခုတိုးပရေးတဲ့ style နဲ့အတုံးများတဲ့ပေါ့နော်ဒီဒီ ဖောင်တွေပေါ့နော်ပတံပြောင်းနီတွေဓာတ်တွေကိုအရင်ဆုံးသင်ပြီးတော့မှအမကခီရခုဖတ်တဲ့ဟာကိုအရင်ဆုံးသင်ပြီးမယ်အမနဲ့အတူတူလိုက်ဖတ်မယ်ရန်ရှူတွေအတူတူလိုက်လုပ်ကြမယ်အဲ့ဒါပြီးသွားတော့မှရေးတဲ့ဟာကိုလည်းအမကတက်နိုင်သမျှတော့အတူတူလုပ်ပေးမယ်ပေါ့နော်ဒါပေမဲ့လို့အမရဲ့ဒီသင်တန်းကဗီဒီယိုကလပ်ပဲဆိုရင်အမကအင်စာလေးနည်းနည်းတော့ပါပါတယ်အဲ့အင်စာလေးအရင်ကြီးခက်တာမဟုတ်ဘူးပေါ့နော် အဥပမာဆိုပတန်ပြောင်းတာပေါ့ပတန်ပြောင်းတဲ့ပုံစံအမကသင်ပေးလိုက်ပြီဆိုလို့ရှိရင် तू ကဒီထဲမှာပါတယ်ပေါ့တော့မှဟာနာစုဆိုရင်မင်းနဆန်တော့ဘယ်လိုပတန်ပြောင်းမလဲဒါလေးတွေကိုယ့်ဘာသာကိုအိမ်မှာဖြည့်ပေးရုံပဲပြီးအမအဖြည့်လေးတွေပြပြပေးမယ်ပြန်ပြီးတော့တင်ပေးမယ်ပေါ့နော်အဲ့တော့အိမ်စာလေးကတော့အဲ့လိုမျိုးနည်းနည်းလေးတော့လိုက်ပြီးတော့လုပ်ပေးရပါမယ်ဟဲ့ဒီနေ့ကတော့အမကဘယ်လိုပုံစံနဲ့တင်မလဲဆိုတာလာပြီးတော့ပြပြပေးရပါအဲ့တော့အမနဲ့အတူတူတနေ့ကိုနည်းနည်းစီပဲဖြစ်ဖြစ်ပေါ့နော်ကိုနိုင်တလကိုရဲ့ limit ကိုကိုသိပြီးတော့စာတူတူလိုက်လောက်ကြမယ်လို့မျှော်လင့်ပါတယ်ဟဲ့မင်းနဲ့ဆန်နောက်ဗီဒီယိုမှာပြန်လေးတွေ့ကြမယ်နော်မာတန်နေ